င်္ဂလာပါရှင် People's Free ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့အောက်တိုဘာ16ရက်နေ့အတွက်ဂျာမန်ပြောပြသွားမယ့်သတင်းတွေကတော့ဘကိုးတိုင်းလေဗရန်တိုက်ပွဲမှာစစ်ကောင်စီ15ဦးသေဆုံးတယ်လို့ NUG ထုတ်ပြန်တဲ့သတင်းဖဲခုံမှာစစ်တပ်စစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်ခံရတဲ့အကြောင်းဟာခါရဲစခန်းကိုချင်းပူပေါင်းတပ်စီးနေတိုက်ခိုက်တဲ့ဖြစ်စဉ်ပခုတ်ကူလေရင်ကွင်းအနီးစစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရတဲ့သတင်းဒါရီကိုနားဆင်ရမှာပါအကိုတိုင်းလေဗရန်မြို့နယ်တရချောင်းကျေးရွာဘက် မီးရှို့ဖျက်ဆီးဖို့စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရမှာ15ဦးထပ်မံနေတိဆုံပြီးစစ်တုံးပန်း12ဦးဖမ်းဆီးရရှိတယ်လို့ UNG ကာကွယ်ရေးဝန်ကြီးဌာနနဲ့အမှတ်နှစ်စစ်စင်ရေးနယ်မြေကဒီနေ့ထုတ်ပြန်လိုက်ပါတယ်လက်နက်အစုံ19လက်ခရမ်းတွေနဲ့စစ်တုံးပစ္စည်းအများပြောက်လဲသိမ်းနိုင်ခဲ့တယ်လို့အသိပေးပါတယ်တိုက်ပွဲဖြစ်တဲ့တရချောင်းချေးရွာကလက်ပရန်းမြို့နယ်ဆိုရင်6မိုင်ကျော်ပဲကွာဝေးတာဖြစ်ပါတယ်စစ်ကောင်စီစစ်ချောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်နှစ်စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနဗျူဟာ22ကိုကဲမှုနဲ့အမှတ်3802တရင်အမှတ်3803တရင်ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဂလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စတဲ့ပူပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ15ရက်မနက်10:00နာရီလောက်မှာတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းကာကွယ်ရေးဘော်တွေအထိခိုက်မရှိ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့အသိပေးထားတာပါ။အခုလိုမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထိနာသွားလို့ လက်ဗရန်နဲ့ဘကိုးအနောက်ချမ်းမှာလေးချောင်းအထူးဂရုစိုက်ဖို့လိုကြောင်းဒေသခံစစ်ရေးသတင်းရင်းမြစ်ကအကြံပြုပါတယ်။အခုလဆန်းအောက်တိုဘာ၁ရက်ကလည်းလက်ဗရန်မြို့နယ်မှော်အင်းအုပ်စုကမ်းပြိုကြီးကျေးရွာမှာစစ်မှုတန်းကြီးကောက်ပြီးထွက်လာတဲ့အင်အား20ကျော်ပါစစ်သားတွေနဲ့ရဲတွေကိုတိုက်ခိုက်တာမှာစစ်အုပ်စုဘက်က2ဦးသေဆုံးပြီးတနက်2လက်နဲ့ခဲယမ်းတချို့ရရှိခဲ့ပါတယ်ရှင်။ရှမ်းတောင်ဖေခုံမြို့နယ်ကတောင်ဆလုံးကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းမှုအပါအဝင် တေဆုံးထိခိုက်သူတွေများတယ်လို့ဒေသခံစစ်ရေးသတင်းရှင်းပြတွေနဲ့မြေပြင်ရဲဘော်တွေက People Spring ကိုပြောပါတယ်။အောက်တိုဘာ14ရက်ညနေပိုင်းတိုက်ပွဲမှာမြောက်ဆလုံးရွာဘက်ကနေတောင်ဆလုံးရွာဘက်ကိုစစ်ကောင်စီတပ်နဲ့ PNO ပအိုးပြည်သူစစ်တပ်တွေစစ်ကြောင်းထိုးလာတာကိုတော်လန်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။စစ်အုပ်စုကစစ်ကြောင်းနှစ်ခုနဲ့တက်လာတာဖြစ်ပြီးအဲ့ဒီစစ်ကြောင်းရဲ့ထိခိုက်သိမ်းဆုံးမှုကအယောက်60လောက်ရှိတယ်လို့ရှမ်းတောင်ခြေဆိုင်စစ်ရေးသတင်းရှင်းပြကပြောပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်စစ်ကြောင်းပြတ်သွားပြီးပြန်ဆုတ်သွားတာမှန်တယ်လို့တောင်စလုံးတပ်ပွဲဝင်ရဲဘော်တအူးက People's Spring ကိုအတည်ပြုထားတာပါစစ်အုပ်စုအထိနာပြီးပြန်ဆုတ်သွားပြီမဲ့ကျန်တဲ့အပိုင်းတွေကိုစစ်ရေးအခြေအနေအရပြောပြခွင့်မရသေးဘူးလို့အဲ့ဒီရဲဘော်ကပြောပါတယ်ပအိုးအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ခန်းကောင် PNDF KK ရဲဘော်တအူးကလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထိနာတာနှစ်ခါလောက်ရှိပြီလို့ပြောပါတယ်တပ်ပွဲမှာစစ်ကြောင်းပြတ်သွားတဲ့စစ်ကောင်စီက Jet Fighter နှစ်စီးနဲ့လေကြောင်းပစ်ကိုရယူခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်ကလည်းအသိပေးပါတယ်စစ်ကောင်စီတပ်နဲ့ PNO စစ်ကြောင်းထိခိုက်သေးဆုံးတာနဲ့ပတ်သက်လို့ရှမ်းတောင်နဲ့ကရင်ပြည်တပ်ဖွဲ့တာဝန်ရှိသူတွေကို People Spring ကမေးမြန်းနေသေးပါတော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ပင်လောင်းနယ်ဖဲခုံမြို့နယ်အဆက်ကတောင်မဲသိမ်းမြောက်ဆက်လုံးနဲ့ဘောရံရွာတွေကိုဒီလစမ်းပိုင်းမှာစစ်ကောင်စီနဲ့ PNO ပြည်သူစစ်ကထိုးစစ်ဆင်ခဲ့ပြီးဒေသခံပြည်သူနေအိမ်တွေကိုရွာလုံးကျွတ်မိရှို့ခဲ့တဲ့ရုတ်တံမှတ်တမ်းတချို့လည်းထွက်ပေါ်ခဲ့ပါတယ်။အောက်တိုဘာ6ရက်9ရက်နဲ့9ရက်က လွိုင်းကော်မျိုးအရှိတ်ချံလွိုင်းလင်းလေးမျိုးအပါအဝင်ကြေးရွာရေးစီစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီနဲ့ PNO ပြည်သူစစ်တွေထိခိုက်ပေဆုံးသူ၁၀ဦးထပ်မံရှိခဲ့ပြီးလက်နက်တချို့ပါရရှိခဲ့တယ်လို့ KNDF ကပြီးခဲ့တဲ့ရက်ပိုင်းမှာထုတ်ပြန်ထားပါတယ်ရှင်။ရှင်းပြည်နယ်ဟာခါမျိုးရဲစခန်းချင်းတော်လာရေးပူပေါင်းတပ်တွေကသွားရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီလက်အောက်ခံရဲတွေတိုက်ဆုံထိခိုက်မှုရှိခဲ့ပြီးအကျဉ်းသားတွေကိုကယ်ထုတ်နိုင်ခဲ့ကြောင်းချင်းသတင်းရင်းမြစ်ကပြောပါတယ်။အောက်တိုဘာ16ရက်မနက်3နာရီဝန်းကျင်မှာ ချင်းဒေသကာကွယ်ရေးတပ် CDF ဟာခနဲ့ချင်းအမျိုးသားတပ်မတော် CNA တို့ပူးပေါင်းပြီးတွားရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီလက်အောက်ခံရဲ9ဦးသေဆုံးပြီးလက်နက်နှစ်လက်ရရှိခဲ့တယ်လို့ချင်းသတင်းရင်းမြစ်ကပြောပြတာပါတော်လှန်ရေးတပ်ဖွဲ့ဘက်ကတော့စလိုင်းဆိုရမ်ထန်ကြာဆုံးခဲ့တယ်လို့သိရပါတယ်အဲ့ဒီရဲစခန်းစီးနှင်းတိုက်ခိုက်မှုအတွင်း CNA နဲ့ CDF ရဲဘော်9ဦးအပါအဝင်အကျဉ်းသား15ဦးကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ချင်းသတင်းရင်းမြစ်ကရှင်းပြပါတယ်။ဟာခါရဲစခန်းဝင်ရောက်စီးနှင်းမှုနဲ့ပတ်သက်ပြီ CNA ပြောရေးဆိုခွင့်ရှိသူစလိုင်းထန်နီကဒါကို CDF ဟာခါကဦးဆောင်ခဲ့တာလို့ပြောပါတယ်။ CDF ဟာခါက2024ဇူလိုင်ကလည်းအခုလိုပဲရဲစခန်းကိုဝင်ရောက်စီးနင်းပြီးအကျဉ်းသား60ကျော်ကိုကယ်ထုတ်နိုင်ခဲ့ပူပါတယ်။အခုတကြိမ်ရဲစခန်းစီးနင်းခံရမှုဖြစ်စဉ်အပြီးမှာတော့စစ်ကောင်စီတပ်ကဟာခါမြို့နယ်အတွင်းတပ်ဖြန့်ပြီးစစ်ရေးလှုပ်ရှားနေတယ်လို့သိရပါတယ်။ဟာခါမြို့ပတ်လမ်းမှာအင်အား90လောက်နဲ့နေရာယူထားတာလို့ချင်းသတင်းရင်းမြစ်ကပြောပါတယ်ရှင်။ မကွေးတိုင်းပခုတ်ဘုံမြို့နယ်မှာစစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရလို့6ဦးသေဆုံးပြီးလက်နက်2လက်ရရှိတယ်လို့ဆောက်တန်းရေစကြိုတပ်ပေါင်းစုကဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ပခုတ်ဘုံမြို့နယ်မြောက်လူကန်ရွာအထိုင်းစခန်းကစစ်ကောင်စီတပ်သားတွေပခုတ်ကူလေရင်ကွင်းကနေရိတ်ခါယူပြန်လာချိန်အောက်တိုဘာ15ရက်နေ့ကပိုင်းကအခုလိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီအင်အား20ခန့်ကိုဆောက်တန်းရေစကြိုတပ်ပေါင်းစုကကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဒီနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေကလေရင်ကွင်းဘက်ကိုပြန်ဆုတ်ပြီးလေရင်ကွင်းကနေလက်နက်ငယ်လက်နက်ကြီး wifi ထောက်ပစ်ကူပေးတာပြင်မြောက်လူကန်ရွာအထိုင်းစခန်းကနေလည်းပစ်ကူပေးခဲ့တယ်လို့အသိပေးပါရတယ်။တိုက်ပွဲက15မိနစ်လောက်ကြာခဲ့ပြီးစစ်အုပ်စုဘက်မှ6ဦးသေဆုံးတာတွေ့ခဲ့ရတဲ့အပြင်လက်နက်နှစ်လက်သိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။တပ်ပေါင်းစုဘက်ကတော့ရဲဘော်တအူးဒဏ်ရာရရှိတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားတာပါ။ပြီးခဲ့တဲ့ဇူလိုင်လကလည်းပခုတ်ကူလေရင်ကွင်းအနောက်ဘက်ချမ်းကစစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ခလာရ254တရင်ကရရှိတဦးအပါအဝင်6ဦးသေဆုံးခဲ့တယ်လို့စောက်သားရေစကြို PDF တာဝန်ခံကိုအောင်မောင်းကပြောပြထားပါရရှင် People's Press ရဲ့ညနေခင်းသတင်းတွေကိုကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်